ဟယ်လိုအားလုံးမင်္ဂလာပါဒီဆက်ကနေကြိုဆိုပါရစေဒီနေ့တော့တပတ်တာအခြေခံမလေးစကားလေ့လာမှုအပိုင်း၃ကနေကြိုဆိုပါရစေနော်အပိုင်း၁နဲ့၂ကိုမလေ့လာသေးဘူးဆိုရင်တွားရောက်လေ့လာဖို့အကြံပြုလိုပါတယ်ဒါဆိုရင်အပိုင်း၃ကိုအခုပဲစတင်လေ့လာကြရအောင်နော်အရင်ဆုံးချက်မှတ်ထားမယ့်စကားလုံးတွေကိုကျွန်တော်တို့စတင်ပြီးလေ့လာကြမယ်ပြီးရင်တော့ကျွန်တော်တို့ဒီစကားလုံးတွေကိုအသုံးပြုပြီးတော့ဝါကြတွေကိုတိစောက်ကြမယ်နော်ဟုတ်ပြီဒါဆိုရင်ဒီနေ့အတွက်ပထမဆုံးချက်မှတ်ထားမယ့်စကားလုံးတွေကတော့ပကီ PERGI ပကီ သွားသည်လို့တည်ပြရပါတယ်နော်။တံပြည့်ကြည့်အောင်ပါ။ပကီသွားသည်လာတာကိုတော့ကျွန်တော်တို့မလေးလို့ဒါတန်လို့ပြောပါတယ်နော်။ D A T A N G ဒါတန်လာသည်လို့တည်ပြရပါတယ်။ပြောကြည့်အောင်ပါ။ဒါတန်လာသည်ပကီသွားသည်ဒါတန်လာသည် ောက်တစ်မျိုးအနေနဲ့ကျွန်တော်တို့လာတာကိုမာရီလို့လည်းပြောလို့ရပါတယ်เนาะ M A I မာရီမာရီဆိုတာကလည်းကျွန်တော်တို့လာတီလို့အတိပဲရပါတယ်ဒါဆိုရင်ဒါတန်လေးလာတီမာရီလည်းလာတီဖြစ်ပါတယ်ဒီနှမျိုးလုံးကိုပြောဆိုအသုံးပြုလို့ရပါတယ်เนาะပေးတာကိုတော့ကျွန်တော်တို့ကာစီလို့ပြောရပါတယ်เนาะ K S I ကာစီပေးတီလို့အတိပဲရပါတယ်ပစ္စည်းတွေပေးတာမျိုးကိုပြောတဲ့အခါမှာဒီစကားလုံးကိုအသုံးပြုရပါတယ်ကာစီပေးတီ ရှူတာကိုတော့ကျွန်တော်တို့မလေးလို့ MB လို့ပြောပါတယ်နော် AMBIL MB UD ပြန်ပြကြည့်အောင် MB UD ပြီးတာကိုကာစီယူတာကိုတော့ MB လို့ပြောပါတယ်နော်မေးမြန်းတာကိုတော့ကျွန်တော်တို့တညာလို့ပြောပါတယ်နော်တညာဆိုတော့ကျွန်တော်တို့မေးသည်လို့အတိပေးရပါတယ်ကိုကမသိတဲ့အရာတခုခုကိုမေးတာမျိုးကိုပြောဆိုတဲ့အခါမှာဒီတညာကိုသုံးရပါတယ်နော်တညာဆိုတာမေးသည်လို့အတိပေးရပါတယ် D A N Y A တညာမေးသည် အလုတ်ကိုတော့ကျွန်တော်တို့မလေးလို့ကဲကြလို့ပြောပါတယ်နော် KEA GE ကဲကြကဲကြဆိုကျွန်တော်တို့အလုတ်ကိုပြောတာဖြစ်ပါတယ်ကြက်မှတ်ထားပေးဖို့လိုပါမယ်နော်အရေးကြီးပါတယ်ကျွန်တော်တို့ကမလေးကိုလာပြီးတော့မလုတ်တာလဲအလုတ်လုတ်တာပါဒါဆိုရင်အလုတ်ကိုမလေးလို့ဘယ်လိုပြောမလဲကဲကြလို့ပြောပါတယ်နော် KEA GE ကဲကြအလုတ်ဖြစ်ပါတယ်ပြန်ပြောကြည့်အောင်ပါ KEA GE ကဲကြအလုတ်ဒီစကားလုံးလေးကလည်းတငယ်ချင်းတို့အတွက်ချက်မှတ်ထားဖို့အလွန်ရည်ကြီးပါတယ်เนาะကျွန်တော်တို့ မလေးလူမျိုးတွေနဲ့တွေ့တဲ့ခါမှာဘလို့နှုတ်ဆက်မလဲဆိုရင်အပခါပါလို့နှုတ်ဆက်ရပါတယ်မြန်မာလူဆိုရင်တော့မင်္ဂလာပါပေါ့နော်ကျွန်တော်တို့ဒီမှာမလေးလူတယောက်နဲ့တယောက်နဲ့နှုတ်ဆက်ကြမယ်ဆိုရင်အပခါပါလို့ပြောပါတယ်အနေကောင်းလားအဆင်ပြေရဲ့လားအဆရှိတဲ့ကျွန်တော်တို့အတိတ်ဘယ်ကိုတက်ရောက်စီတဲ့စကားလုံးလေးဖြစ်ပါတယ်ဟုတ်ပြီဒီစကားလုံးလေးကိုချက်မှတ်ထားပေးပါကျွန်တော်တို့မလေးလူမျိုးတွေနဲ့တွေ့တဲ့ခါမှာအပခါပါနေကောင်းလားဆိုပြီးတော့ကျွန်တော်တို့နှုတ်ဆက်ကြပါတယ်ဟုတ်ပြီဒါဆိုရင်ချက်မှတ်ထားပေးဖို့လိုအပ်ပါမယ်နော် ဘလို့ပြန်ပြောရမလဲဆိုရင်တော့ခါပါပိုက်လို့ပြောပါရယ်နော်ခါပါပိုက်ဆိုတာကနေကောင်းတယ်လို့ပဲကျွန်တော်တို့အဓိပ္ပာယ်ယူပါရယ်အဆဆရရအဆင်ပြေတယ်ပေါ့နော်ကောင်းတယ်အဆဆရရအဆင်ပြေတယ်အဆရှိတယ်စကားလုံးတွေကိုပြောဆိုတဲ့အခါမှာတော့ခါပါပိုက်လို့ပြောပါရယ်နော်ဒီထဲမှာပိုက်ဆိုတာကတော့ကျွန်တော်တို့ကောင်းတယ်လို့အဓိပ္ပာယ်ရပါရယ်နော်ကောင်းသည်လို့အဓိပ္ပာယ်ရပါရယ် PAIK ပိုက်ကောင်းသည်အဆင်ပြေသည်လို့ကျွန်တော်တို့အဓိပ္ပာယ်ရပါရယ်နော် โอเคဒါဆိုရင်ရှေ့မှာရှိတဲ့ဇက်ကလုံးတွေကိုတငယ်ချင်းတို့အနေနဲ့စက်မှတ်ထားပြီးပို့တော့လိုအပ်မယ်เนาะဒီဇက်ကလုံးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဝက်ကြတိဆောက်သွားမှာဖြစ်ပါတယ်အပိုင်း1နဲ့2ကဇက်ကလုံးတွေကိုလည်းကျွန်တော်တို့ပေါင်းဆက်ပြီးတော့ဝက်ကြတွေကိုအတူတူတိဆောက်ကြည့်ရအောင်ပါဒီမှာဆာယာပီကီကဲကြဆာယာကျွန်တော်ကျမပီကီသွားသည်ကဲကြဆိုတာကအလုတ်ဖြစ်တယ်ဟုတ်ပြီဒီဇက်ကလုံး၃လုံးကိုပေါင်းဆက်ပြီးတော့ဆာယာပီကီကဲကြကျွန်တော်အလုတ်သွားသည်ဆိုပြီးတော့ပြောဆိုလို့ရပါတယ်ပြန်ပြောကြည့်ရအောင်ဆာယာပီကီကဲကြကျွန်တော်အလုတ်သွားသည် ဒီယာမာရီကေဂျာဒီယာသူသူမနန်စားကိုညွှန်တဲ့စကားလုံးဖြစ်ပါတယ်ဒီစကားလုံးနဲ့မာရီလာဒီဆိုတဲ့စကားလုံးရဲ့စောစောကကေဂျာအလုတ်ဆိုတဲ့စကားလုံးကိုပေါင်းဆက်ပြီးတော့ဒီယာမာရီကေဂျာသူအလုတ်လာသည်ပြောကြည့်အောင်ဒီယာမာရီကေဂျာသူအလုတ်လာသည်ဆိုဆိုကကျွန်တော်တို့မာရီလာဒီဆိုတဲ့စကားလုံးကိုအသုံးပြုထားတယ်။ဟုတ်ပြီဒါဆိုရင်တော့ဒီမှာဒါတန်းလာဒီဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဝါချတိဆောက်ကြည့်မယ်နော်။ ဒီမှာတော့ကျွန်တော်တို့အငင်းဝက်ချပုံစံလေးတိစောက်ကြည့်ရအောင်မောင်မောင်တတတန်းကဲကြမောင်မောင်အလုံးမလာဘူးတဆိုတဲ့ကျွန်တော်တို့အငင်းစကားလုံးကိုရှေ့ရထည့်ပြီးတော့ဓာတန်းလာသည်ဆိုတဲ့စကားလုံးရဲ့ရှေ့မှာတကိုထည့်မယ်ပြီးတော့ကဲကြအလုံးဆိုတဲ့စကားလုံးနဲ့ပေါင်းဆက်ပြီးတော့မောင်မောင်တတတန်းကဲကြဆိုရင်တော့ကျွန်တော်တို့မောင်မောင်အလုံးမလာဘူးလို့အတိပေးရပါတယ်နော်တဆိုတဲ့အငင်းစကားလုံးရဲ့ဓာတန်းလာသည်ဆိုတဲ့စကားလုံးရဲ့ကိုပေါင်းဆက်လိုက်တော့တဓာတန်းမလာဘူးလို့အတိပေးရပါတယ်ကဲကြအလုံးမောင်မောင်တတတန်းကဲကြ မောင်မောင်အလုံးမလာဘူး။မြမြကာစီအီနီကာစီပေးသည်ဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ဝါကြတိဆောက်ကြည့်မယ်။မြမြကာစီအီနီကာစီပေးသည်အီနီဒီယာဒီယာကိုမြမြကဒါကိုပေးသည်မြမြကာစီအီနီဆိုရင်မြမြကဒါကိုပေးသည်လို့အတိပ္ပယ်ရပါတယ်နော်။ဒီထဲမှာစက်မှတ်ထားမယ့်စကားလုံးကတော့ကာစီပေးသည်အီနီဒီယာဒီဟာဖြစ်ပါတယ်။မြမြကာစီအီနီမြမြကဒါကိုပေးသည် ဒီနေရာမှာမျက်မျက်နေရာမှာကျွန်တော်တို့လှလှကဆိုရင်လေလှလှကစီအင်းနီလှလှကတာကိုပေးတယ်စသဖြင့်ကျွန်တော်တို့နာမည်တွေကိုထည့်သွင်းပြီးတော့ပြောဆိုလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့တညမေးသည့်ဆိုတဲ့စကလုံးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဝတ်ကြတဲ့ကြောင့်တော့ဒီဆောက်ကြည့်အောင်ဆာယာမောင်းတညလှလှဆာယာကျွန်တော်ကျမမောင်းလိုချင်သည်လိုအပ်သည်ချင်သည်ပေါ့နော်တညမေးသည့်ဆိုတဲ့စကလုံးရဲ့ပေါင်းဆက်ပြီးတော့ဆာယာမောင်းတညလှလှ ကျွန်တော်လှလှကိုမေးချင်ပါတယ်။ဇာယာကျွန်တော်ကမောင်ချင်းနဲ့တညမေးသည့်ဆွဲစကားလုံးနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်မေးချင်ပါတယ်။လှ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 ကိုဇာယာမောင်တညလှ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 ကိုကျွန်တော်မေးချင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဝါကြတွေတိဆောက်ပြီးတော့မိမိတို့ရဲ့နာမည်တွေပြောဆိုလို့တဲ့လူပုဂ္ဂိုလ်ရဲ့နာမည်တွေကိုထည့်သွင်းပြီးတော့ပြောဆိုနိုင်ပါတယ်နော်။အပိုင်း၃ရဲ့လေးလာမှုလေးကိုဒီနေ့အဖို့ဒီလောက်နဲ့ပဲရန်နာချင်ပါတယ်။ အပိုင်း1နဲ့3မှာရှိတဲ့စကားလုံးတွေကိုချက်မှတ်ထားပြီးတော့တငယ်ချင်းတို့အနေနဲ့ဝကြတွေကိုမိမိတို့ကိုယ်တိုင်တိစောက်ကြည့်ပါပြောကြည့်ပါဒါဆိုရင်တငယ်ချင်းအနေနဲ့တိုးတက်မှုကိုတငယ်ချင်းကိုယ်တိုင်တည်တည်တတ်တတ်မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဗီဒီယိုလေးကိုအဆုံးထိလေ့လာပြီးခဲ့ကြတဲ့တငယ်ချင်းရောက်ချစ်တဲ့တိုင်းကိုကျေးဇူးတို့တင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်နော်